အားလုံးပဲမင်္ဂလာပါ Forever Gana Facebook နဲ့ TR YouTube Channel တို့အားကြိုဆိုပါရစေ TikTok အညီကိုလည်းအားလုံးလည်းမင်္ဂလာပါဗျာကျောက်ဒီကနေ့မနက်အစောပိုင်းမှာအာဆင်နယ်တင်းတဲ့ပတ်သက်တဲ့သတင်းကြောင်းလေးနည်းလောက်ဆွေးနွေးသုံးသပ်ကြအောင်ပါအရင်ဆုံးအနေနဲ့ကျွန်တော်တို့အာဆင်နယ်တင်းရဲ့ဒါညာချန်းခံစစ်ကစားသမားပေါ့လေဒါ Van White နဲ့ပတ်သက်ပြီးတော့ဒါ Man City အသင်းကဒါစိတ်ဝင်စားလျက်ရှိတယ်ဆိုပြီးတော့သတင်းမီဒီယာတွေကဖော်ပြထားတယ်ဒီနေရာမှာကျွန်တော်တို့အာဆင်နယ်တင်းရဲ့28နှစ်ရွယ်ရှိတဲ့ဒါညာချန်းခံစစ်ကစားသမားကို ဒါ Man City အသင်းကသူတို့ရဲ့ညာချမ်းခံစစ်မှာဒါအတွေ့အကြုံရှိပရီးမီးယားလိဂ်ကစားသမားတစ်ယောက်ကိုထည့်သွင်းချင်တာဖြစ်တဲ့အတွက်ဒါကျွန်တော်တို့အာဆင်နယ်အသင်းမှာပွဲထွက်ခွင့်နေနေပါပြီးတော့ဒဏ်ရာတွေနဲ့လုံးပန်းနေရတဲ့ဒါဘန်ဝှိုက်ကိုကျွန်တော်တို့အာဆင်နယ်အသင်းကနေဒါမန်စီးတီးအသင်းကခေါ်ယူဖို့အတွက်ဒါချိတ်ဆက်လျက်ရှိတယ်ဆိုပြီးသတင်းမီဒီယာတွေကအမျိုးမျိုးဖော်ပြနေပြီးတော့ဒါတချို့သတင်းမီဒီယာတွေရဲ့ဖော်ပြချက်အရဆိုလို့ရှိရင် ဒါအာဆနယ်တင်းရဲ့မီကေအာဒေတာနဲ့ဘတ်ကွာရီယိုလာကဒါဒီကစားသမားအကြောင်းကိုဒါစုံစမ်းမေးမြန်းမှုတွေရှိတယ်ဆိုပြီးတော့တောင်သတင်းမီဒီယာတွေကပေါ်ပြထားတယ်ဒီနေရာမှာစဉ်းစားချင်စရာကောင်းတာတစ်ခုကကျွန်တော်တို့အာဆနယ်တင်းရဲ့မီကေအာဒေတာကဒီညာချန်းခန့်စစ်ကစားသမား၂ယောက်ဖြစ်တဲ့ဒါ ဂျူလီယန်တင်ပါနဲ့ဒါဘန်ဝိုက်ဒီကစားသမား၂ယောက်လုံးကိုဒါမီကေအာတီတာကတကယ့်ကိုသဘောကျတဲ့ဒါနီးပြတယောက်ပေါ့လေဒါကျွန်တော်တို့ဘလို့ပဲကြီးကြီးဒါအရန်တိတာလေဘန်ဝိုက်ဆိုလို့ရှိရင်ဒါဒန်ရရသွားတာဖြစ်တဲ့အတွက်ဒါသူ့အနေနဲ့ ွဲကစားချိန်တွေပျောက်ဆုံးသွားပြီးတော့ဒါဂျူလီယန်တင်ဘာကဒါပွဲကစားချိန်တွေရရှိခဲ့တာဒါတခါဆိုဒါအရင်ရစ်နှစ်တွေတုန်းကဆိုမှတ်မိပါသေးတယ်ကျွန်တော်တို့ဒါအသစ်ခေါ်ယူထားတဲ့ဂျူလီယန်တင်ဘာက ACL တရားရရှိပြီးတော့ဒါကာလာရှင်အားယူရတဲ့အချိန်မှာဒါညာချမ်းမှာကျွန်တော်တို့လူစားလဲဖို့အတွက်တော်တော်လေးခက်ခဲဖြစ်ခဲ့တာအဲ့ဒီအချိန်မှာတိုမီယာစုကလည်းဒါ fit မဖြစ်ဘူးသူ့အနေနဲ့ကပွဲကစားချိန်တွေဒါပေးလို့ဟိုဘယ်လိုမှဒဏ်ရာတွေနဲ့တောင်တော်တော်လေးသူကရုန်းကန်နေရတဲ့အနေအထားတစ်ခုမှာဒါတိုမီယာစုကလည်းအာမ ကိုရဘူးအဲ့ဒီအချိန်မှာဂျူလီယန်တင်းမားလည်းဒဏ်ရာရတယ်နော်ဘန်ဝိုက်တယောက်တည်းကိုပဲကျွန်တော်တို့ကသုံးခဲ့တာသူ့ရဲ့ဒံယာကြီးရှိနေတာဖြစ်တည်တိုင်အောင်သူ့ဒံယာကအရင်မဆိုးရွားတာဖြစ်တဲ့အတွက်ဒါသူ့ကိုပွဲစဉ်တွေတောက်လျှောက်သုံးခဲ့တဲ့နေသားတွေတောင်ရှိတယ်အဲ့တော့အဲဒီကစားသမားကအဲတကယ်ရောအတင်းပြောင်းချင်ရဲ့လားဆိုတော့မိကွန်းတွေကလည်းရှိလာတယ်ဒီနေရာမှာနောက်ထပ်တစ်ချက်ပြောစရာရှိနေတာတစ်ခုက အာဆင်နယ်အသင်းကိုမီခေးအာဒီတာဆောက်ရောက်တဲ့က တန်ကြီးမြင့်မြင့်မာမာပေးပြီးတော့ခေါ်ယူထားတဲ့ကစားသမားကိုပြပါဆိုလို့ရှိရင်ဒါ Brighton ခေါ်ယူထားတဲ့ Van White ကိုပဲပြရလိမ့်မယ်။ဘာလို့လဲဆို Van White က Arsenal အသင်းရဲ့ Mikel Arteta အကြိုက်ဆုံးညာချမ်းခံစီကစားသမားကြီးတွေကတယောက်ဖြစ်ပြီးတော့ဒီလိုအချိန်မှာအသက်28နှစ်အရွယ်နဲ့တင်ဒီကစားသမားကို Mikel Arteta လက်လွတ်လိုက်မယ်လို့ကျွန်တော်အနေနဲ့ကတော့မမြင်ဘူး။ ဒါပေမဲ့ Mercedes နဲ့ Arsenal အသင်းကြားရဲ့ဒါကောင်းမွန်တဲ့ဆက်ဆံရေးတွေကဒါတမျိုးတစ်ပုံဖြစ်သွားနိုင်မလားဆိုတဲ့ပေါ်ကိုတော့ဒါကျောင်းနေနဲ့စိတ်ပူခြင်းစရာရှိတယ်။ဒီနောက်ပိုင်းသတင်းတွေကဒါတနည်းအားဖြင့်ဒီ International အတော်တွင်းလာတဲ့သတင်းတွေက Roma တွေများတာဖြစ်တဲ့အတွက်ကျွန်တော်ညီကိုတွေလည်း50 50ရာခိုင်နှုန်းလောက်ပဲယုံကြည်ထားပေးဖို့အတွက်ကျောင်းနေနဲ့ဒီနေရာကနေပြောခြင်းနဲ့နောက်တဲ့သတင်းတစ်ပုတ်အနေနဲ့ကျွန်တော်တို့ Arsenal အသင်းရဲ့ဒါ ဒန်ရကစားသမားတွေက video class ပေါ့လေ video class နဲ့ပတ်သက်ပြီးတော့ဒီ international break ထဲမှာဒါတအူးချင်း training တွေပြုလုပ်တဲ့ video file လေးတွေတက်လာတယ်ဒီနေရာမှာကျွန်တော်တက်လာတာမနေ့ကလည်းတက်လာတယ်ဒါပေမဲ့ဒီနေ့လည်းတက်လာတယ်ဗျလေတက်လာတဲ့အချိန်မှာကျွန်တော်ကြီးကြီးတယ်ဗျာ အဲဒီပုံတွေကအရင်တော့ကပုံတွေလားအခုကအခုမှပုံတွေလားတချို့တွေကရှိတယ်ဗျာအရင်တော့ကပုံတွေကိုဒါပြန်စေ့ပြီးတော့မှအာဒီနေ့လောက်တာပါဒီနေ့မှဗာလောက်လိုက်ပါတယ်ဗီဒီယိုကော့ဆိုပြီးအဲ့လိုမျိုးတင်ထားတယ်ရှိတယ်ဒါပေမဲ့ကျွန်တော်သေချာပြန်ပြီးတော့လေ့လာကြည့်တဲ့အချိန်မှာဒါသတင်းမီဒီယာ၃၄ခုလောက်မှာဒါတထေရတဲ့တင်ထားတာမျိုးကျွန်တော်အနေနဲ့တွေ့ရတယ်ဒါ Victoriocrus ကတူးချင်း recover time training တွေကိုဒါပြင်းပြင်းထန်ထန်ပြုလုပ်လျက်ရှိတယ်ဟုတ်တယ်သူ့ရဲ့ပုံစံကတော်တော်လေးကို strong ဖြစ်နေတဲ့ပုံစံမျိုး Victoriocrus ရဲ့ပုံစံလည်းငိုရေရဗျာသူကအတည့်ရမလားမမထန်ထန်ပုံစံမျိုးကြီးဗျာသူ့ပုံစံယူကြည့်ရတာအဲဟိုဘယ်လိုမှ Victoriocrus စပြီးမိတ်ဆက်တဲ့ဘွဲတွေမှာတော့ဒါတချို့ ပြိတ်သက်တွေဆိုပြောနေတယ်ဟာရောလောဝိတ်တမားကြီးကြာနေတာပဲလို့ပါတော့ညီမလားအဲ့လိုပုံစံမျိုးကြီးပေါ့လေအဲ့ तू ကဒါတော်တော်လေးကို strong ဖြစ်နေတယ်ဆိုရယ်ပုံစံမျိုးနဲ့ဒါ training လုပ်နေတာမျိုးကိုကျွန်တော်နေနေဒီနေ့ social media တွေရဲ့ဒါတင်ပြမှုအရာ post တွေအရာကျွန်တော်တွေသိရတယ်အဲ့တော့ video crush ကတော့တေးကြတယ်ဗျကျွန်တော်မကြခင်မှာမြခင်စိတ်နေပုံမှာကျွန်တော်ပြန်တွေ့ရတော့မှာပေါ့လေ ဲ့တော့နောက်ထပ်တစ်ယောက်အနေနဲ့ဒါနိုနီမာဒူကီပေါ့လေနိုနီမာဒူကီပြောထားတဲ့အာဆင်နယ်ကိုဒါနှစ်သက်ကြောင်းလေးကိုဒါနောက်အာဆင်နယ်ကနေပြီးတော့ဒါစောင်းပါလေးတစ်ခုပြန်တင်နှားတယ်နိုနီမာဒူကီကဘာပြောထားလဲဆိုတော့ သူအာစင်နယ်ကိုစရောက်ခါစားကတကယ်ကိုခက်ခဲပြီးတော့ဒါဆိုရှယ်မီဒီယာနဲ့ဒါပြိသက်ပြိသက်တည်းရဲ့ပြောစကားကကျွန်တော်တော်တော်တကယ်ကိုမိုက်လုံးပါတယ်ဒါလုံးဝကိုအစဉ်ပြေမနေဘူးဆိုတဲ့အနေထားတစ်ခုမှရှိနေပြီးတော့ကျွန်တော်အနေနဲ့ပွဲကစားချိန်ကြီးရလာတဲ့အချိန်မှာတော့ကျွန်တော်တို့ကိုင်းနေရောက်တဲ့အချိန်မှာပြိသက်တည်းကကျွန်တော်နားမှာရှိမနေဘူးလို့ကျွန်တော်ခံစားရတယ်အချိန်နေကြာလာတာနဲ့အမျှဒီအသင်းရဲ့ယဉ်ကျေးမှုနဲ့ဒီအသင်းရဲ့စီလုံးမှုကကျွန်တော်ကို လိုက်ပါစီမျောဖို့အတွက်အကောင်းဆုံးခွန်အားတွေပေးပြီးတော့ဒီအသင်းမှာဒါအမြဲတမ်းပျော်ရွှင်နေနိုင်တဲ့သူတယောက်ဖြစ်ကျွန်တော်ကိုဖရာသခင်ကဒါတွန်းအားတွေပေးပြီးဒီအသင်းရဲ့ကူညီပေးမှုနဲ့အတူအသင်းသားတွေအားလုံးရဲ့ပေါ်ရွေမှုနဲ့ MKR data ရဲ့စိတ်အားထက်သန်မှုတွေကြောင့်ကျွန်တော်အခုလိုမျိုးဒါအကောင်းဆုံးနေသားကိုပြန်ရောက်လာပြီးတော့ကျွန်တော်မြခင်းစိတ်နေပေါ်ပြန်ရောက်တဲ့အခါမှာလည်းကျွန်တော် Emirates မှာ ပွဲကစားချိန်ကြီးများများရဖို့အတွက်အကောင်းဆုံးကြိုးစားကြိုးစားသွားဖို့ရှိပြီးတော့ကျွန်တော်အမ်ရိတ်ကိုချစ်ပါတယ်ကျွန်တော်အမ်ရိတ်မှာပဲအချိန်ကြီးအကြာကြီးဖြတ်တန်းရင်စူဖလားအောင်မြင်မှုတွေရယူချင်ပါတယ်ဆိုပြီးတော့ဒါနိုနီမဒူကီရဲ့ပြောစကားလေးတွေကိုဒါပြန်ပြီးတော့အာဆင်နယ်နဲ့နီးစပ်တဲ့သတင်းဌာနတွေကပြန်ပြီးစောင်းပါလေးတင်ထားတာပါ ဒါကတော့ကျွန်တော်အာဆင်နယ်အသင်းနဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေပဲဖြစ်ပါတယ်ဗျာ။ဒါဒီရက်ပိုင်းမှာကျွန်တော်တို့အာဆင်နယ်အသင်းရဲ့သတင်းတွေအရင်နှဲပါနေတာဖြစ်တဲ့အတွက်ကြောညီကိုတွေအနေနဲ့ဒါသတင်းတွေနားထောင်တဲ့နေရာမှာသတင်းတွေဒါဖတ်တဲ့နေရာမှာအနေငယ်ဒါသတင်းတွေလွှဲမှားမှုလေးတွေရှိရင်ကျွန်တော်တို့ဒီနေရာကနေတောင်းပန်ခြင်းနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းသတင်းတွေ International Break မှာတကယ့်ကိုနှဲပါနေတာဖြစ်တဲ့အတွက်ကြောညီကိုတွေအနေနဲ့လောက်တိခံပေးဖို့အတွက်ကျွန်တော်တို့ဒီနေရာကနေတောင်းဆိုခြင်းနဲ့ကျွန်တော်ရရှိလာတဲ့သတင်းနောက်ဆုံးရအာဆင်နယ်သတင်းအကြောင်းအရာတွေကို ပုံမှန်တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကျွန်တော်ညီကိုတွေကျွန်တော် channel ကို like and subscribe လေးလုပ်ထားပေးဖို့လည်းမမေ့ပါနဲ့ဟုတ်ဗျ okay TikTok ညီကိုတွေဆိုလို့ရှိရင်လည်းဒါ follow လေးလုပ်ထားပေးဖို့တချို့နေဒီနေ့တောင်းဆိုခြင်းနဲ့ကျွန်တော်တို့ဒီအကောက်လေးရနေပြီးတော့ Arsenal ပွဲစဉ်တွေပြန်လာတဲ့အချိန်ကြလို့ရှိရင်လည်းဒါကျွန်တော်တို့တွေဒါ like chat လေးတွေလုပ်သွားဖို့ရှိပါတယ်အဲ့ဒီအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက် video တွေမှာပြန်တွေ့ပါမယ်ဗျကျွန်တော်ကတော့သူတွေပါ